ဥပနိဒရာပစ္စယောတိအာကြည်သောမိယာဖြင့်ကျေစုပြုသောတရားဥပနိဒရာဆိုတာအာကြည်တာအာကြည်တာကိုပြောတာပေါ့နော်အဲဘာလဲဆိုတော့ပုရိမာပုရိမာ ကုတလာဓမ္မာပစ္စည်းမာနပစ္စည်းမာနကုတလာနဓမ္မာနဥပနိဒရာပစ္စယေနာပစ္စယောပုရိမာပုရိမာအရှိအရှိကကုတလာဓမ္မာကုတုဓမ္မာဆိုတာကာယကံဝစီကံ ကာယကံဝစီကံမနောကံနဲ့ပြုလုပ်တဲ့တရားတွေကိုတဲ့အနောက်အနောက်ကနေပြီးတော့ကုတလဓမ္မနောက်ကနေပြီးတော့လဲဇတ်တိုင်းကာယကံဝစီကံနေရာပြုလုပ်တယ်တဲ့အဲ့ဒါကိုဥပနိဒရာဆိုတာကအာကြီးတော်မိယာဖြစ်နေကျေးဇူးပြုပြီးတယ်တဲ့နော်ရှေ့မှာလဲကုတုလုံးမယ်အနောက်မှာလဲဇတ်တိုင်းကုတုလုံးတာကဆိုလို့ရှိရင်တဲ့အာကြီးတော်မိယာဖြစ်နေကျေးဇူးပြုပါတယ်တဲ့တရားတွေအားဆိုလို့ရှိရင်နော် ခေါ်ကတော့နမတ်တတ်ထားတာပေါ့နော်နမတ်နှစ်ကပုရိမာပုရိမာ ကုတလာဓမ္မာပစ္စည်းမာနံပစ္စည်းမာနံအကုတလာနံဓမ္မာနံကေသင်စီဥပနိဒရာပစ္စယောအရှိအရှိမှကုတုလုတ်တဲ့တရားနော်ကာယကံဝစီနံနဲ့အရှိအရှိမှကုတုလုတ်မယ်ပစ္စည်းမာနံပစ္စည်းမာနံအနောက်ကနေလဲဇက်တိုက်အကုတုကိုလဲဆက်လုံမယ်ဗာလဲကာယကံဝစီကံနဲ့ပဲနော်ဇက်တိုက်ဆက်လုံတာဆိုလို့ရှိရင်ကေသင်စီတခါတရံမှာဆိုလို့ရှိရင်ဥပနိဒရာအာကြီးစွာနဲ့ ကျေးဇူးပြုပါတယ်တဲ့เนาะနောက်တစ်ခါကျတော့ပုရိမာပုရိမာကုတလဓမ္မတဲ့အရှိအရှိမှာကုတုလုတ်တယ်ကုတုတရားကိုလုတ်မယ်ဓမ္မဆိုတာကာယကံဝစီကံပစ္စည်းမနဲ့အနောက်အနောက်မှာအဖျာကတာနံဓမ္မနဲ့เนาะကုတုလည်းမဟုတ်ဘူးအာကုတုလည်းမဟုတ်တဲ့တရားကာယကံဝစီကံကိုကအရှိမာကတော့ကုတလာကုတုကိုလုတ်ခဲ့မယ်အနောက်မှာကတော့ဇက်တိုက်တဆက်ထဲမှာပဲเนาะဇက်တိုက်ဆိုတာတဆက်ထဲကိုပြောတာတဆက်ထဲမှာပဲ ဟုတ်လားကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်အဲ့ဒါဘာကိုပြောတာလဲဆိုတော့ကိုကအရှိမကုသိုလ်လုပ်ပြီးမှအနောက်မှာတော့ကိုကဒါဆက်မလုပ်တော့တဲ့အရာပေါ့နော်အကုသိုလ်လည်းဖြစ်တဲ့အရာမဟုတ်ဘူးအကုသိုလ်မဟုတ်တဲ့အရာလည်းမဟုတ်ပေါ့နော်အဲ့ဒါကိုဥပနိဒရဆိုတာအာကြီးသောမိယာဖြစ်တဲ့ဂျေဇုဘုပြုပါတယ်တဲ့နောက်တစ်ခါကျတော့ပုရိမာပုရိမာအကုသလာဓမ္မအရှိရှိမှအကုသိုလ်ကိုလုပ်တယ်ကာယကံဝစီကံနဲ့လုပ်တယ်ပစ္စည်းမာနဲ့ပစ္စည်းမာနဲ့အနောက်အနောက်မှာလည်းအကုသလာနဲ့ဓမ္မနဲ့နော် အာကုတအာကုတကိုဇက်တိုက်ဆက်လုပ်တဲ့ဥပနိဒရအမိယာအာကြီးသောအာကြီးတာအာကြီးသောမိယာအဖြစ်နဲ့ဇက်တိုက်ဆက်လုပ်တဲ့အနောက်မှာလည်းအာကုတူနော်ရှေ့မှာလည်းအာကုတူအနောက်မှာလည်းအာကုတူကို အာကြီးတယ်ဆိုတာကနောက်တစ်ခါကျတော့ပုရိမာပုရိမာအာကုတလာဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုတလာနံအရှိမာတော့အာကုတူလုပ်တဲ့အနောက်မှာတော့ကုတူလုပ်တဲ့ကာယကံဝစီကံနဲ့ ကေသင်စီတခတရံမှာဥပနိဒတဟုတ်လားအာကြီးသောမိယာအဖြစ်နဲ့ကျေးဇူးပြုပါတယ်တဲ့နော်။ဘာလဲဆိုတော့ကိုကအကုသိုလ်လုပ်ခဲ့ပြီးမှအနောက်မှာကျတော့ကုသိုလ်စိတ်ကလေးပြောင်းသွားတယ်ဟုတ်လားတခတရံမှာအာကြီးသွားတယ်ကုသိုလ်စိတ်ကပိုပြီးအာကြီးသွားတယ်နော်ဥပနိဒတပစ္စယောတိနော်အာကြီးသွားတာပါတဲ့နောက်တစ်ခါကျတော့ ပူရိမာပူရိမာအရှိအရှိမှာအကုတုကိုလှုပ်တယ်။ဒါလဲကာယကံဝစီကံနဲ့အနောက်မှာပစ္စည်းမာနံပစ္စည်းမာနံအပြာကတနံကုတုလည်းမဟုတ်အကုတုလည်းမဟုတ်တဲ့တရားတွေကိုပြုလုပ်တယ်။ဥပနိဒရပစ္စယောဒီအာကြီးသောမိယအဖြစ်နဲ့ကျေစုပြုတယ်။အရှိမှာအကုတုနောက်မှာကုတုမဟုတ်တဲ့အကုတုမဟုတ်ကုတုအကုတုမဟုတ်တဲ့တရားတွေကိုဇတိုက်ပြုလုပ်တာအာကြီးဝရယ်နော်။နောက်တစ်ခါကျတော့ပူရိမာပူရိမာအပြာကတဓမ္မအရှိအရှိမှာတော့အပြာကတဟုတ်လား ုသို့မဟုတ်အကုသို့မဟုတ်တဲ့တရားဘာလဲဆိုတော့ကိုကဒီတိုင်းပဲဟလာဒီဒီနေ့အတွက်ကတော့ဆော့ဆာခြင်းမှာကိုကကုသို့လည်းမဟုတ်ဘူးလောဘဒေါသထွက်စရာလည်းမဟုတ်ဘူးအကုသို့ဖြစ်တဲ့တရားတွေလည်းကိုရဲ့ကာယကံဝစီကံတွေကလုံနေတာမဟုတ်ဘူးအပြကတာဒါပေမဲ့ပစ္စည်းမှန်နေပစ္စည်းမှန်နေအပြာကတာနဲ့အနောက်မှာလဲဇက်တိုက်ကုသိုလ်မဟုတ်တဲ့အကုသိုလ်မဟုတ်တဲ့တရားတွေကိုဇက်တိုက်ဆက်လုပ်တာဥပနေကြတာအာကြည့်သွားတာပါတဲ့နော်နောက်တစ်ခါပူရိမှာပူရိမှာအပြာကတာအတ္တမှာအရှိအရှိမှာ အပြာကတာဟုတ်လား ကုသိုလ်မဟုတ်အကုသိုလ်မဟုတ်တဲ့တရားပစ္စည်းမနဲ့ပစ္စည်းမနဲ့ကုသလနဲ့ဓမ္မနဲ့เนาะအနောက်အနောက်ကနေပြီးတော့ဇက်တိုက်တက်ဆက်တဲ့အရှိမကကုသိုလ်မဟုတ်အကုသိုလ်မဟုတ်ကိုကကာယကံဝစီကံနေရလုတ်ပြီးမှအနောက်မှာကြတော့ကိုယ့်ရဲ့ကာယကံဝစီကံကကုသိုလ်စိတ်ကလေးပြန်ဖြစ်သွားတာအဲ့ဒါကကုသိုလ်စိတ်ကလေးကဥပနိဒရာအာကြီးဝရဲတဲ့เนาะဇက်တိုက်ကိုတက်ဆက်တဲ့ဟုတ်ပြောတာเนาะပုရိမာပုရိမာအပြာကတာဓမ္မပစ္စည်းမနံပစ္စည်းမနံအပြာကတာနဲ့ ပစ္စည်းမာနံပစ္စည်းမာနံအာကုတလာနံဓမ္မနံရှေ့မှာတော့ကုတုမဟုတ်အာကုတုမဟုတ်တဲ့တရားအနောက်မှာတော့အာကုတလာနံဓမ္မနံအာကုတုလို့နဲ့ပြုလုပ်တဲ့ကာယကံဝစီကံတွေကိုလောက်တာဖြစ်တဲ့အတွက်ဥပနိဒရာဆိုတာအာကြီးသောမိယာဖြစ်နေအာကုတုလေးကိုအနောက်ကနေပြီးတော့ဆက်လောက်တာကိုပြောတာပါเนาะနောက်တစ်ခါကျတော့ဥတုဘောဇနံပြီးတဲ့ဥတုဥတုဆိုတာယာတိဥတုကိုပြောတာယာတိဥတုကြောင့်လဲ ိုကဆိုလို့ရှိရင်အာကြီးတော်မိရအဖြစ်နဲ့ကိုကိုယေရှုပြုပါတယ်တဲ့ရာသီဥဒုကဆိုလို့ရှိရင်လေရာသီဥဒုရမ်းပူတဲ့အချိန်မှာဟလာကိုကပူလုံးအာကြီးတော်လဲဒေါသထွက်မယ်ပူတာကိုအကြောင်းပြပြီးတော့လောဘဒေါသမောဟတွေဖြစ်မယ်အော်ဒါပေမဲ့အေးတဲ့အချိန်ကျတော့လေအော်ဒီအချိန်လေးကျရင်ကတရားလေးထိုင်လိုက်ရင်ကောင်းမှာစို့တဲ့ဥဒုရာသီဥဒုချောင်းလဲ အကြီးသောမိယာအဖြစ်နဲ့ကျေးဇူးပြုပါတယ်တဲ့ရာသီဥတုချောင်းလဲလူတွေကစိတ်ကကာယကံဝစီကံနဲ့မကောင်းတဲ့စိတ်လည်းဖြစ်နိုင်တယ်လို့ကောင်းတဲ့စိတ်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲဒီအချိန်လေးကတော့အေဂျင့်နဲ့ငါတရားလေးထိုင်အောင်မှတရားလေးမှတ်အောင်မှဖျားရှိကိုအောင်မှဆိုတဲ့ဟာလာဥတုဘောဇနံပြီးဥပနိဒရာပစ္စေယနာပစ္စယောဆိုတာအဲ့ဒါကိုပြောတာပါနော်ပုဂ္ဂလောပြီဆိုတာပုဂ္ဂိုလ်ပုဂ္ဂိုလ်ချောင်းလဲပုဂ္ဂိုလ်တူပုဂ္ဂိုလ်ချောင်းလဲအာကြီးတော်မိယာဖြစ်နေခြင်းစုပြုတယ်ပုဂ္ဂလောဆိုတာဘာကိုပြောတာလဲဆိုတော့ ဟုတ်လားကိုကကိုရဲ့လေးစားရတဲ့ပုံကောကိုကိုပြောလိုက်တဲ့ခါမှာဆိုလို့ရှိရင်ကိုရဲ့ကာယကံဝစီကံနေရာကောင်းတဲ့စိတ်ဖြစ်သွားသလိုကိုကိုဒေါသဖြစ်เสียလူတဦးတယောက်ကပြောလိုက်ရင်လည်းအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကိုမှကာယကံဝစီကံနေရာကုတုအကုတုကြီးဖြစ်သွားနိုင်တယ်အာကြီးသွားနိုင်တယ်ဆိုတာကိုပုံကောကြောင့်လည်းဖြစ်နိုင်တယ်ဆိုတာကိုပြောထားတာပါเนาะပုဂ္ဂလောပိဥပနိဒရပစ္စေနပစ္စယောဆိုတာเนาะ သိနာတဏံပိဥပနိဒရပစ္စယေနပစ္စယောသိနာတဏံပိဆိုတာနေရာထိုင်ခင်းနေရာ နေရာဆိုတာဘာလဲဆိုတော့အော်ဒီအရက်ဒေတာကိုရောက်တော့အော်ငါကောင်းလိုက်တာဒီနေရာလေးမှာငါကုသိုလ်လုပ်မယ်အော်ဒီနေရာတော့ဘာဖြစ်လို့ဆိုတဲ့ကာယကံဝစီကနေရာဒေတာကြောင့်လဲနော်နေရာဒေတာကြောင့်လဲလူတွေက အာယုံစိတ်တည်ငြိမ်ရာနေရာဟလာတရားထိုင်တာတောင်မှတိတ်ဆိတ်တဲ့နေရာမှာမှသာဥပနိဒ္ဒရာဆိုတာအာကြီးနဲ့မမှီရာဖြစ်နေကျေးဇူးပြုနိုင်မှာပါเนาะအားကြောင့်မလို့ကိုကဖရားတရားလုပ်တော့မယ်ဆိုရင်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုရှာပါဆိုတာသေနာတဏံပြီဆိုတာအတ္တကိုပြောတာပါเนาะဟိုစုညံနေရင်ကိုမှဟလာကိုရဲ့တွားပြီးတော့လုပ်တဲ့နေရာကစုညံနေရဆိုလို့ရှိရင်ကိုမှဟလာ ဒီကုသိုလ်စိတ်ကိုဘလို့မှမမွေးနိုင်ပါဘူးအဲ့ဒါကြောင့်မို့လို့တရားရိပ်သားတွေကိုအများဆုံးတွားပြီးတော့ဒီကုသိုလ်ကိုလောက်ကြတာတော့အကောင်းဆုံးပေါ့နော်ဒေနာတဏံပြီဆိုတာနေရဒေတာထိုင်ငင်းကြောင့်လေလူတွေအားဆိုလို့ရှိရင်နေရထိုင်ငင်းကြောင့်လေကာယကံဝစီကံနေရဆိုလို့ရှိရင်ဥပနိဒရာအာကြီးတော်မိရအဖြစ်နဲ့ဂျေစုပြုပါတယ်တဲ့နော်ဒီဥပနိဒရာဆိုတဲ့သဘောကအာကြီးတာ เนาะသူရဲ့အားကြီးတဲ့မိဟာအဖြစ်နဲ့ကျေးဇူးပြုတာပါเนาะကဲဒီနေ့တပေါင်းလာပြီမှာဒီဒီနေ့ဒီ73ရက်3လ2025ဒီတပေါင်းလာပြီနေ့မှာဒီဥပနိဒရကိုပြောတင်ပေးလိုက်တာပါเนาะအားလုံးလဲဒီဒီဟာလေးကိုနားထောင်ပြီးတော့နားလည်နိုင်ကြမယ်လို့လည်းထင်ပါတယ်เนาะအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလူဟင်းဆန္ဒနဲ့တလုံးထွားရပြည့်စုံနိုင်ကြပါစေ